ားလုံးပဲမင်္ဂလာပါ။ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ခုကတော့ဖုန်ကြီးတွေကိုဒုက္ခပေးမယ်။ဖုတ်တရဲကိုနှိမ်နှင်းပေးတဲ့ကြာတမန်ကြာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အကြောင်းလည်းမစတင်ခင်ပါ။ကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လုပ်သွားပြီးအသစ်တင်တိုင်းပြီးရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြည့်တရက်ခင်ကြပါတယ်။ဟုတ်ကဲ့အကြောင်းလည်းစတင်လိုက်အောင်။ဆန်းဝမ်းကဖုန်ကြီးနှစ်ပါးနောက်ကိုလိုက်ပြီးတော့နေရာအနှံတော်ရဆောက်တည်ခဲ့ပါတယ်။အခုဒီချိန်မှာတော့ တောင်ကြီးအနီးမှာတည်ရှိတဲ့အလန်းဝေးတဲ့ရွာတရွာကိုဖျက်ချခဲ့ကြပါတယ်။ဘုံကြီးနှစ်ပါးကဒီနေရာကတရားချင်းမို့အလွန်တင့်တော်ပြီးတော့ရွာနယ်လေမနီးမဝေးမှာရှိရလို့မြင်တော်မူကြပါတယ်။အဲ့ဒီချိန်မှာပဲရွာသားတစ်ယောက်ဖျက်သွားတဲ့ခါမှာတော့ရဟန်းတော်များတဲထိုးနေကြတာကိုမြင်တဲ့ခါမှာရွာကိုသတင်းသွားပို့ပါတယ်။သတင်းကြားတဲ့ရွာသားတချို့ကဝမ်းမြောက်ကြည်နူးစွာနဲ့ရဟန်းနှစ်ပါးကိုလာရောက်ဖူးမြော်ကြပါတယ်။အဲ့ဒီချိန်မှာပဲစံဝန်းကထူဆန်းမှုတစ်ခုကိုသတိပြုပြလိုက်ပါတယ်။ဒီရွာသားအုပ်စုရဲ့အမှုရာကတာမန်လူတွေနဲ့မတူပါဘူး။ ူတို့ရဲ့ခန္ဓာကိုယ်ကတောင့်တင်းပြီးတော့အပြုံးအရည်ခံစားချက်မဲ့နေပါတယ်။မျက်လုံးမှာလည်းအနက်ရောင်ထက်အဖြူရောင်ကပုံများနေပါတယ်။လေတိုက်ပေမဲ့မျက်တော်မခတ်ကြပါဘူး။ကိုယ်နှန်းကလည်းကြားခဲ့သူကားကောင်ညီနှံထွက်နေပါတယ်။ရွာသားများပြန်သွားပြီးတဲ့နောက်မှာတော့ဆန်းဝန်းကဒီအကြောင်းကိုယဟန်းတော်နှစ်ပါးနဲ့ဆွေးနွေးတဲ့ခါမှာတော့အားလုံးကအလားတူပဲသတိပြုပြီးကြပါတယ်။အရှင်ဘုရားတို့ဒီရွာသားတွေကြည်ရတာတာမန်လူမဟုတ်ဘူးလို့ထင်တော်မူပါသလားဖေ။အေးဖုန်ကြီးလဲသူတို့ကိုတာမန်လူတွေမဟုတ်ဘူးလို့သတိထားမိတယ်။ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲဖေ။ အခုကညမှောင်နေပြီဆိုတော့ဘာမှလုပ်လို့မရတော့ပါဘူးတဲထိုးပြီးတော့နေရာသစ်ရှာဖို့လည်းအချိန်မရှိတော့ဘူးဒီမှာပဲတညာနာရမှာပေါ့သူတို့ကျွန်တော်တို့ကိုဒုက္ခပေးမှာမဟုတ်ဘူးလားဖေ။ဒါကတော့ဘုံကြီးလည်းမဖြစ်နိုင်ဘူးကွယ်အခုထိသူတို့ကတကယ်လူဟုတ်မဟုတ်ဘာတွေလဲဆိုတာသိချာမသိသေးဘူးလေတကာဆန်းဝန်းလည်းအရန်စိုးရိမ်နေပါနဲ့ဟုတ်ဒါပေမဲ့ဆန်းဝန်းရဲ့စိတ်ထဲမှာစိုးရိမ်နေစေဖြစ်ပြီးတော့ကောင်းစွာမအိပ်စက်နိုင်ပါဘူးသူကတဲပတ်ဝင်ခြင်းကိုလှည့်ပတ်စစ်ဆေးနေပါတယ် ရုတ်တရက်ပြင်းထန်တဲ့သားကောင်ညီနန်းတစ်ခုကသူ့ရဲ့နှာခေါင်းထဲကိုတိုးဝင်လာပါတယ်။သူကလှည့်ပတ်ကြည့်လိုက်တဲ့ခါမှာတော့ရွာသားတို့ကိုတွေ့လိုက်ရပါတော့တယ်။ညနေကယဟန်းတော်များကို လာဖူးတယ်ရွာသားများတွေကတူဦးဖြစ်ကြောင်းကိုသူမှတ်မိပါတယ်။အဲ့ဒီသူကသူ့ကိုကြောပေးထားပြီးတော့စကားလည်းမပြောမလှုံမရက်ရက်နေပါတယ်။အဲ့ဒါနဲ့ဆန်းဝန်းကအနားကိုတိုးကပ်သွားပြီးတော့အသက်ပြင်းပြင်းရှူပြီးတော့တတိထားပြီးတော့အေးဆေးစွာမေးလိုက်ပါတယ်။အကိုကြီးညအမောင်ကြီးထဲမှာမပါလို့နေရလဲအေးမပြန်သေးဘူးလား။ ငါညာပဲမအိပ်ဘူးကွာ။ဩအကိုကြီးကအမေးလိုက်နေရလား။ဒီနားကငါတို့ဆောင်းရှောက်ရမယ့်နေမြေပဲလေ။ငါကငါတောင်းဝင်ကိုငါလာလောက်တာပါ။အကိုကြီးရဲ့တောင်းဝင်ကပါလေဗျ။ငါတို့နေမြေတဲကိုဝင်လာတဲ့သူတွေကိုစောင့်ကြည့်ရတာပေါ့ကွာ။ရွာသားကစကားဆုံးသည်နဲ့ဆန်းဝမ်းဘက်ကိုမျက်နှာမူလိုက်ပါလေ။အဲ့ဒီချိန်မှာဆန်းဝမ်းတယောက်လမ်းဖြတ်သွားပါတော့လေ။ဘာလို့လဲဆိုတော့အဲ့လူရဲ့ခန္ဓာကိုယ်ကတံမာတောင်းတင်းလာပြီးတော့မျက်နှာမှလည်းပြောင်းလဲသွားပါတော့လေ။သူရဲ့မျက်နှာမှာက ကြားခွက်များထင်လာပြီးတော့တကူလုံးအမွှေးများနဲ့ဖုံးလွှမ်းသွားပါတော့တယ်။မျက်လုံးများကအယောင်တောက်လာပြီးတော့ခြုံထက်တွယ်အဆွဲတွေနဲ့ဟိဟောက်တံပေါ်ထွက်လာပါတော့တယ်။ဒါဆိုရင်တမန်းကြားဖြစ်တာသိကြနေပါပြီ။အဲ့ဒါနဲ့ဆန်းဝမ်းကဘာလို့ရမှန်းမသိအောင်ကြောက်လန့်သွားပြီးတော့သတိပြန်ကပ်ခါဇင်းကြံရှောင်းနေတယ်။ရဟန်းတော်များထံအ мян ပြန်ပြေးပြီးတော့အကြောင်းကြားပါတော့တယ်။အရှင်ဖေဟာဒုက္ခတော့ရောက်ပါပြီ။ညနေကလာဖူးတဲ့ယောသားတယောက်ကတမန်းကြားဖြစ်နေတယ်ဖေဟာ အေးဖုန်ကြီးထင်တာတော့တယောက်ထဲတော့မဟုတ်တော့ဘူးကွာတရွာလုံးထိတိုင်းဖြစ်နေလောက်တယ်ဒါဆိုရင်ဒီနေရာကတမန်ကြားရွာပေါ့ဒါကြောင့်တားကောင်ညီနန်းနေအမြဲရပြီးတော့ပတ်ဝန်းကျင်မှာကြားဟိန်းတန်နေကြားနေရတာကိုသူတို့ကျွန်တော်တို့ကိုစားချအောင်မလားမသိဘူးနော်စိတ်အေးထားပါတကားဆန်းဝရဲ့အရန်လဲစိတ်လှုပ်ရှားမနေပါနဲ့ကိစ္စကမဖြစ်သေးပါဘူးတကယ်လို့တမန်ကြားစားလို့တေးရမယ်ဆိုလဲဒါကကိုပြုခဲ့တဲ့ကံကြောင့်ပေါ့မဟုတ်ရင်ဦးစင်းတို့ဒီနေရာထိတော်ရဆောက်တည်ဖို့ရောက်လာမှာမဟုတ်ဘူးလေ သူတို့သုံးယောက်ပြောဆိုနေတာကိုတမန်ကြကြားသွားပြီးတဲ့နောက်မှာတော့ချက်ချင်းပဲရှေ့ကိုထွက်လာပါတယ်။သူကခံ냐ထဲဝါတဲ့အမူအရာနဲ့ရက်နေပါတယ်။မှန်ပါတယ်။တကယ်လို့အရှင်တို့ကကျုပ်တို့ဘောကံကြွေးမရှိခဲ့ဘူးဆိုရင်ကျုပ်တို့ကလည်းအရှင်တို့ကိုဒုက္ခပေးစရာအကြောင်းမရှိပါဘူး။အဲ့ဒီချိန်မှာပဲဆန်းဝန်းကမင်းထွက်သွားတဲ့ယဟန်တော်တွေကိုဓာပြီးချိန်ကြောင်းမနေနဲ့အပြစ်ဖြစ်လိမ့်မယ်။အဲ့ဒါနဲ့တမန်ကြကလည်းငါထွက်မသွားဘူးအခွင့်အရေးရှိတယ်။ဘာလို့လဲဆိုတော့ဒီနေရာကငါနေမည်မို့လို့ပဲ။ ဒါဆိုရင်မင်းကယဟန်တော်တွေကိုအစာဖြစ်စားချင်နေတာလား။ဘုန်းကြီးကအဲ့လိုပြောလိုက်တဲ့ခါမှာတော့တီလာရှိတဲ့ယဟန်တော်တွေရဲ့အသွေးသားကတော့အရသာရှိလောက်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တမန်ကြီးတို့ကတော့မလိုအပ်ပါဘူး။ပြီးရင်နောက်မှာတော့သူကစမ်းဝမ်းရဲ့မျက်နှာကိုစိုက်ကြည့်ပြီးတော့အဆွဲကိုဖျဲဟိန်းဟောက်လိုက်ပြီးတော့စမ်းဝမ်းရဲ့အနာကိုတိုးကပ်လာပါတော့တယ်။စမ်းဝမ်းကလည်းအန်ဒီရဲ့နီးကပ်လာတာကိုခံစားလိုက်မိပါတယ်။သူကသူ့ရဲ့ပင်ကိုစိတ်ချောင်မလို့ကိုကုတ်ကိုကာဝယ်ရမယ်ဆိုတာသိလိုက်ပါတယ်။အဲ့ဒါနဲ့သူကသူ့ရဲ့မူလာရုပ်အစ်စ်ကိုထုတ်ပြလိုက်ပါတော့တယ်။ ရှာအမဲလက်သေးရှည်နဲ့ရုပ်ဆိုးကြီးတန်တဲ့ဖုတ်သစေဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ယဟန်တော်နှစ်ပါးကလည်းအလွန်အံ့အားတက်သွားပါတယ်။ဆန်းဝန်းကဖုတ်သစေဖြစ်နေလိမ့်မယ်လို့ဘုန်းကြီးဘယ်တော့မှမတွေးမိခဲ့ဘူး။ရွာသားတွေပြောနေကြတာအမှန်ဖြစ်နေတာပဲ။ဆန်းဝန်းကသူ့အဖေတည်ဆုံးပြီးတဲ့နောက်မှာဖုတ်မျိုးရိုးကိုဆက်ခံရမယ်ဆိုတာပေါ့။ဆန်းဝန်းကဖျားเจ้าကန်ကြီးကိုသွားပြီးတော့ယဟန်တန်ကြီးနဲ့နေဖို့စူးစမ်းခဲ့ပြီးမြင်ကန်ကြမာဝကြွေးကိုတော့ရှောင်လွှဲလို့မရခဲ့ဘူးပဲ။အဲ့ဒီအချိန်မှာတမန်ကြီးကလည်း ဒီဖုတ်ကောင်ကလူကောင်းရောင်ဆောင်ပြီးတော့အရှင်တို့နှစ်ပါးနောက်ကိုတော်ရဆောက်တီလိုက်နေတာအခွင့်အခါသိရင်အရှင်တို့နှစ်ပါးကိုချက်ချင်းဆပ်ပစ်ဖို့ပဲဒါပေမဲ့ကံကောင်းစွာနဲ့အရှင်တို့ကကျွန်တော်တို့ရဲ့တမန်ကြီးရွာနေမိတဲ့ကိုဒူးထင်ဆောင်ခကြီးထွက်ခဲ့ပြီလို့ကျုပ်တို့ကအခုတီလားဆောင်ထိန်နေကြပါတယ်ကြားရရဲ့ပင်ကိုအတိကြောင့်ထူးဆန်းတဲ့နှံ့ကိုရလိုက်တာနဲ့သူဖုတ်တစီမှန်ချက်ချင်းတီးလိုက်ပါတယ်ဒါကြောင့်ကျုပ်ကရွာသားတွေကိုစားအရှင်တို့ကိုလာဆောက်လျှောက်တာပါအဲ့လိုပြောလိုက်တော့ဖုန်ကြီးကဆန်ဝမ်ဘက်ကိုလှည့်ပြီးတော့ဒါအမှန်မေးလားတခါဆန်ဝမ်မင်းဖုန်ကြီးတွေကိုတကယ်ဒုက္ခပေးဖို့စိတ်ကူးနေကြတာလား စံဝန်းကလည်းအရှင်ဖျားတို့ကိုဒုက္ခပေးဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးဒါပေမဲ့တပည့်တော်ရဲ့ဝိညာဉ်ကဖုတ်သစေဖြစ်သွားပြီးမို့အသက်ဆက်ရှင်ဖို့အစိမ်းအညီအဟောက်တွေကိုရှာဖွေစားတော့ဖို့လိုအပ်လာတယ်လေစံဝန်းကပြုံးပြုံးကြီးကြည့်နေလိုက်ပါလေသူကကုသိုလ်အကုသိုလ်ကိုမတိတော့တဲ့ဖုတ်သစေဖြစ်သွားပါပြီသူကချက်ချင်းပဲယဟန်တော်တပါးစီကိုခုံအောင်လိုက်ပါတော့တယ်တမန်ကြီးကလည်းကြားဝင်ပြီးတော့ဒါစီရင်ဖုတ်သစေနဲ့တိုက်ခိုက်ပါတော့တယ်သူရဲ့လက်သေးတွေနဲ့ဖုတ်သစေရဲ့တကူလုံးကိုကုတ်ချစ်တိုက်ခိုက်ရမှာတော့ဒဏ်ရာများစွာရသွားပါတော့တယ်ဒါပေမဲ့ ဖုတ်သစီကလည်းနောက်မဆုတ်ပဲနဲ့ဆက်လက်တိုက်ခိုက်နေပါတယ်။သူကယဟန်တော်ကိုစားဖို့ကြိုးစားနေပေမဲ့တမန်ကြရဲ့ခြုံထက်တဲ့အဆွဲများနဲ့အဆက်မပြတ်ခုံအုပ်ကိုက်ဖြတ်ခြင်းကိုခံခဲ့ရတဲ့အတွက်ဒဏ်ရာရပြီးတော့လဲကျသွားပါတော့တယ်။အဲ့ဒီချိန်မှာပဲဖုန်ကြီးတစ်ပါးကတကားဖုန်ကြီးဒီနေရာမှာအသက်တောင်းခံပြရစေ။တကားဆန်းဝန်းကိုဘာမှမလုပ်ပါနဲ့တော့။တကားတမန်ကြလည်းတီလာဆောင်ထင်းကြမဟုတ်လား။တီလာကိုဒီထက်ပို့ပြီးတော့မညှိုးနှမ်းပါစေနဲ့တော့။ဖုန်ကြီးရဲ့သတိပေးစကားကြောင့်တမန်ကြကသတိပြန်ဝင်လာပြီးတော့ဖုတ်သစေကိုတိုက်ခိုက်ခြင်းကနေရပ်တန့်လိုက်ပါတော့တယ်။ ဖုတ်တစီကအခွင့်ကောင်းရသွားတဲ့အတွက်တော်တဲ့ကိုအလျင်မြန်ပြေးဝင်သွားပါတော့တယ်။အရှင်ဘုရားသတိပေးတော်မူတဲ့မေတ္တာတရားအတွက်တပည့်တော်ကျေးဇူးတင်ပါတယ်။မဟုတ်ရင်တပည့်တော်ကိုယ်တိုင်ဖုတ်တစီကိုဒီထက်ပို့ပြီးတော့ဒုက္ခပေးမှာဖြစ်ပြီးတော့မကောင်းတဲ့ကံတွေကအချိန်ကြာကြီးထပ်ဆင့်ပါတော့မှာပါ။အဲ့ဒါနဲ့ဘုန်းကြီးကလည်းအေးနောက်တစ်ခါသတိပို့ထားဖို့တကားရဲ့ဘာပဲလို့လို့အမြဲရင်စဉ်းစားပါ။ခံစားချက်ကိုဦးစားမပေးပါနဲ့။မဟုတ်ရင်တကားအနေနဲ့တမန်ကြာဖြစ်ရတဲ့ကံကြမ္မာကိုကြွေးကနေလွတ်မြောက်ဖို့ခရင်တော်ပါလိမ့်မယ်။ တမန်ကြားကဘုန်းကြီးရဲ့အဆုံးမစကားကိုရိုသေစွာနားယူလိုက်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ယဟန်တော်နှစ်ပါးကတမန်ကြားရွာကိုဆုံးခံကြတော်မူပါတယ်။တမန်ကြားအသီးသီးကဆုံးလောင်းလူတဲ့နေရာမှာတော့အများစုကတက်တက်လွတ်ဟင်းသီးဟင်းရွက်ဒါမှမဟုတ်တတိဝလံများပဲဖြစ်ကြပါတယ်။အသားဟင်းများမပါပါဘူး။အကြောင်းကတော့သူတို့ကတရဝါတွေကိုတက်ဖြတ်ခြင်းကနေရှောင်ကျဉ်ပြီးတော့တီလာကိုစင်ချေအောင်စူးစမ်းဆောင်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုဆိုရင်တော့တနေ့နေ့မှာသူတို့တမန်ကြားဘဝကိုရောက်ခဲ့ရတဲ့ ကံကြမ္မာဝကြွေးကနေလွမြောက်နိုင်မယ်လို့ယုံကြည်ပါတယ်ဒီလိုနဲ့ဘုံကြီးနှစ်ပါးကတမန်ကြရွာသားများကိုရက်အတော်ကြာချီးမြှောက်တော်မူပြီးတဲ့နောက်မှာတော့တင့်တော်တဲ့အချိန်ကိုရောက်တဲ့ခါမှာတဲကိုတင်းစီပြီးတော့တောရခီကိုဆက်လက်ကြွချီတော်မူခဲ့ပါတယ်အဲ့ဒီညမှာပဲတမန်ကြရွာမှာရှိတဲ့အိမ်တလုံးရဲ့အမိုးပေါ်မှာဖုတ်တဆေစံဝန်းရဲ့ပုံရိပ်ကပေါ်လာပါတယ်သူကဒေါသတကြီးနဲ့ဟေ့တမန်ကြကောင်လေးမင်းတို့ငါလန်းကိုလာပြီးပိတ်ဆို့ရဲတယ်မင်းတို့ကောင်းကောင်းသင်ခန်းစာရစီရမယ်ပြီးတာနဲ့နောက်တစ်လှည့်ကတော့ ဖုန်ကြီးနှစ်ပါးပဲဆိုပြီးတော့អော်ထည့်လိုက်ပါတော့တယ်ပရိသတ်ကြီးရောတမန်းကြီးရွာတကယ်ရှိတယ်ဆိုတာယုံကြည်ပါသလားအောက်မှာကွန်မန့်လေးတွေမှန်းသွားခဲ့ပြီပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်တဲ့ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာကျွန်တော်တို့စီရင်တဲ့ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တန်တန်သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြစ်တဲ့ရက်ခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်